ထောင်ထဲ69ခုနဲ့မှာမွေးလာမဲ့ကလေးတွေဟာနတ်နတ်ခတ်ဖြစ်တယ်နတ်နတ်ခတ်ဆိုတော့ဆရာရဲ့နတ်ဆိုတာဘာလဲလူဆိုတာမယူလို့မရဘူးလားလူနဲ့နတ်နဲ့ဘလူးနဲ့ဟာယူလို့မရဘူးလားလို့သုံးသက်ချက်မဟုတ်ပါဘူးအဲနတ်စိတ်ကိုနတ်ရဲ့ဂျိုးအာပြုပြီးမွေးလာတဲ့ကလေးတွေဖြစ်တဲ့အတွက်ဒီကလေးတွေဟာဒေါသထွက်နေအောင်ခဏပဲစိတ်ဖြည်နိုင်တယ်လောဘဒေါသမောဟဆိုတဲ့အထဲမှာမှာဘာကိုဖြစ်ဖြစ် အဆုံးတက်ကြရင်အေးချမ်းချင်းကောင်းမွန်ခြင်းနဲ့အကုသိုလ်အလုပ်တွေများသောအားဖြင့်အကျိုးမပြုဘူးဆိုတဲ့ကလေးအေးချမ်းမဲ့ကလေးလိုစိတ်ပြေနိုင်တဲ့ကလေးလိုအတွေးရတာပေါ့အဲစိတ်ကောင်းရှိမယ်သူတစ်ပါးပေါ့အကျင်နာတရားရှိမယ်အေးချမ်းမှုတွေရရှိမယ်အဲအကုသိုလ်အလုပ်တွေထက်အဲစိတ်ထဲမှာတီးခတ်နိုင်စွာခန္ဒီပါရမီပါတဲ့ကလေးတွေလို့ဆိုရဆရာကအကြံဉာဏ်သုံးသပ်လို့ရတာပေါ့အဲ့တော့1368ခုနှစ်အတွင်းမှာမွေးမဲ့ကလေးတွေဟာအကယ်၍မှာမိတ်ဆွေအနေနဲ့တနင်္ဂနွေသားသမီးတွေမွေးမယ်ဆိုလို့ရှိရင်တော့ ဘင်းကအပွားဖြစ်တယ်အဲထို့အတူပဲတနင်္လာသာသမီကိုမွေးမယ်ဆိုရင်တော့ပုတိဘွားဖြစ်တာပေါ့တကယ်လို့အင်္ဂါသာသမီမွေးမယ်ဆိုရင်တိုက်အပွားဖြစ်ပါတယ်တိုက်အပွားဆိုတာတိုက်ကလာတာကိုပြောတာမဟုတ်ဘူးတိုက်ပုတိမရဏဘင်းကအထွန်းတိုက်ဆိုတဲ့အပွားခုနှစ်ခုလဲမှာမှာတိုက်အပွားကိုပြောခြင်းဖြစ်ပါတယ်ထို့အတူပဲဗုဒ္ဓပူသာသမီတွေရာဟုသာသမီတွေမွေးမယ်ဆိုရင်တော့မရဏဘွားဖြစ်ပြီးတော့အဲဇာဇာပတိသာသမီတွေမွေးမယ်ဆိုရင်တော့အဓိပတိဘွားဖြစ်တာပေါ့ ထို့အတူပဲမိတ်ဆွေတို့အနေနဲ့တောက်ကြသားမွေးမယ်ဆိုရင်တော့ယာစာဘွားဖြစ်ပြီးစနေသားသမီးတွေကအထွန်းဘွားလို့သတ်မှတ်လို့ရတယ်။အဲ့တော့ပုတိဘွားမှာတနင်္လာဘင်္ဂါဘွားမှာတနင်္လာတွေဘုဒ္ဓဘုရားဥဒသမီးတွေဟာမရဏဘွားစနေသားသမီးတွေကအထွန်းဘွားအင်္ဂါသားသမီးတွေကတိုက်အဘွားတောက်ကြသားသမီးတွေကယာစာဘွားနဲ့ဂျာစာပရိသားသမီးတွေကအတိပရိဘွားဆိုပြီးတော့ခွန်ရသားသမီးဆိုတော့ခုနှစ်ခုရရှိလာမှာပေါ့အဲ့တော့ကောင်းပြီ1368ခုနှစ်ထဲမှာ တာသမီတွေမွေးမယ်ဆိုရင်တော့မိဘတွေရဲ့မွေးနေ့နေ့နံနဲ့တာသမီမွေးတာကောင်းပါတယ်တအူးတွေမွေးမယ်ဆိုရင်တော့ဘာကြောင့်လဲဆိုတော့ဟိုဒီနှစ်ကစပူဒီပါလက်ရတောင်ကျွန်းနဲ့အထွန်းကစနေဂျူဖြစ်နေတဲ့အတွက်ချစ်လူကြီးအစွဲတွေကတအူးစနေမီလုံးမွေးဆိုပြီးတော့အဲမဆိုင်တဲ့ຢာလေးတွေမှာလိုက်ပြီးအစွဲကြီးမဆိုလို့ဒါဆရာကပြောခြင်းဖြစ်ပါတယ်1368ခုနှစ်အတွင်းမှာတော့တနင်္ဂနွေတာသမီရဲ့ကံကိုအကျမ်းပြောပြရရင် လူနေကနေသားသမီးတွေက1380ခွန်ကမပြောမိ1386ကိုတစ်ချက်ပြန်ကြည့်လိုက်တဲ့အခါမှာဘာကိုဖြစ်ဖြစ်အလုံးနှစ်ခွာစိတ်နှစ်ခွာအလုံးနှစ်ခုစိတ်နှစ်ခုလောက်ခရမှာတော့အသေးချာပဲဖြစ်ပါတယ်ဘာကိုဖြစ်ဖြစ်ဖြစ်ရှင်တဲ့အရာတွေတဲ့ဖြစ်တဲ့အရာတွေကိုဦးစားပေးကြရတဲ့တနင်္ဂနွေသားသမီးတွေဖြစ်တဲ့အတွက်1388ခုနှစ်အတွင်းမှာဆိုရင်တော့ဘာကိုဖြစ်ဖြစ်လတိုင်းလတိုင်းမှာတော့လရဲ့အစမှာတော့သတိထားရမယ်1388ခုနှစ်အတွင်းမှာ 3လတစ်ဖြတ်3လတစ်ဖြတ်3လတစ်ဖြတ်ဆိုပြီးတော့ဆရာတို့အဲ4ဖြတ်ဖြတ်လိုက်တဲ့အခါမှာပထမဆုံးဗမာလ3လအတွင်းတနည်းအားဖြင့်ပြောရရင်ဆရာတို့ April May May စာဒါပြီးတော့ John လလေလောက်အထိကိုတော့အနည်းငယ်လေးကံကအရင်ကြီးတော့တိုးချက်မလုပ်သင့်မဲ့အဲ့ဒီနောက်ပိုင်းရောက်ရင်6 6တစ်ချောင်းလုံးမှာကံအကောင်းဆုံးနဲ့အားသာဆုံးနဲ့ဖြစ်မယ်အစမှာတော့ဘာဖြစ်ဖြစ်ခက်ခက်ခဲခဲရုံးကံရတတ်တယ်နည်းနည်းလေးသူများထပ်ပို့ပြီးတော့စူးစမ်းရတတ်တယ်အဲ ဒါပေမဲ့လို့အဲဇွဲရှိအောင်လုပ်ပါတကယ်ကိုရဲရဲဝံ့နဲ့ဥဆောင်လုပ်ပါဒါဆိုရင်1388ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေဟာဘာကိုလုပ်လို့အစမှာတော့အကြံအပြုခက်ခဲတတ်တယ်နေရာထိုင်ခင်းအပြောင်းလဲလေးတွေယာထုလုပ်ငန်းအပြောင်းလဲလေးတွေလှုပ်ဆောင်တဲ့နှစ်ဖြစ်ပြီးတဲ့အခါတနင်္ဂနွေသားသမီးတွေဟာဆက်ပစ္စည်းရင်နဲ့ပတ်သက်ရင်အားသာကောင်းမှုတိုးတက်မှုတွေရရှိတတ်တယ်လို့အိုးအိမ်ချမ်းမြေနေရာထိုင်ခင်းတွေ အပိုင်ဆိုင်ရတက်တယ်လို့အမှုကိစ္စအမွေကိစ္စတွေအဖြစ်များတတ်သောနှစ်ဖြစ်တဲ့နည်းနည်းလေးသမီးတွေဟာရှုံမုံပြောရရင်1988ခုနှစ်အတွင်းမှာဘာလို့လို့လို့အစမှာတော့နည်းနည်းလေးသူများထပ်ပူစူးစမ်းရပါမယ်လို့เนาะဟိုဆွနာလို့ပေါ့ဟိုအစမှာရုံးကန်ရတတ်ပေမဲ့အဆုံးသတ်မှာတော့တရားတဲ့တနုံလေးသမီးတွေဟာ ကြာလီ နေမြင့်လေးလေးအယူရင့်လေးလေးမဟုတ်ပဲကြာလေးထိရောက်လေးကြာလေးထိရောက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တင်းလာသားသမီးတင်းကုန်နေသားသမီးမိတ်ဆွေတွေကပို့တော့ဇွဲရှိလေးလေးအပြိုင်ဆိုင်များလေးလေးကို့အတွက်အောင်မြင်မယ်နှစ်ဖြစ်တယ်ဒီကဘာတဲ့ဘလောက်ပဲကြာကြာဘလောက်ပဲအဲဆွနာလိုပေါ့ဟိုအပြိုင်ဆိုင်နေများစီကမှုတင်းကုန်နေသားသမီးတွေကပြိုင်နေရင်ကိုအလိုလိုကိုပြိုင်နေတဲ့သူကလည်းအလိုလိုကိုပေါ်နေမှာ ပြိုင်လေးလေးကိုကိုကရှေ့မှာရောက်နေလေဖြစ်တဲ့အတွက်ပြဿနာကိစ္စတခုခုကိုအတေချာစနစ်တကျဖြည့်ခြင်းမှာဒေါသနဲ့မဆုံးဖြတ်ပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်လည်းအစမှနည်းနည်းလေးအခက်အခဲလေးတွေပေါ်ရပေမဲ့လုပ်ငန်းနဲ့ပတ်သက်ရင်လည်းအစမှနည်းနည်းလေးကိုယ့်ကိုမယုံကြည်သလိုဖြစ်ပေမဲ့အလက်တွေမှာအလုံးနဲ့တက်တည်ပြပါရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအားသာခြင်းကောင်းမွန်ခြင်းတွေရရှိပါလိမ့်မယ်ဆိုတဲ့နှစ်ဖြစ်တဲ့အတွက်တနင်္ဂနွေသားမိမိစုတို့ကိုရှေ့ချောင်းရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်ဇွဲရှိရှိနဲ့လှုပ်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့အစဉ်ပြေခြင်းတွေကို ပြသမယ်နှစ်ဖြစ်တဲ့အတွက်ဒုညိုလေးသားသမီးတွေကဘာကိုဖြစ်ဖြစ်တော့စိတ်ချတိခံလမ်းကြောင်းမှန်လို့ဆရာတို့သုံးသပ်ရပါလိမ့်မယ်။ကောင်းပြီ။ဆိုတော့ဒါအပြင်ဒုညိုလေးသားသမီးမိတ်ဆွေများလူငယ်တွေကတော့အလုံးနဲ့ပတ်သက်လာရင်ဒုညိုလေးတွေကများသောအားဖြင့်ဒီတစ်နှစ်ဟာအရှိရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းကလေးဆရာတို့ဟို ဟိုအဆင်မပြေမှုလေးတွေကြောင့်လုပ်ငန်းလိုက်အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဒါလေးကိုဘယ်ယူဆရမလဲဟမ်ချာဖွေထားသမျှဟာအခြေရင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေလို့စိတ်မပါတာမျိုးเนาะလူငယ်တွေဆိုအထူးသဖြင့်ယူဆိုင်တင်တာပေါ့အခြေရေးကိစ္စတွေကြောင့်လုပ်ငန်းကိစ္စပညာရေးကိစ္စတွေနှောင့်နှေးတတ်တယ်ဒါကြောင့်မလို့ချစ်တော်ချစ်ပါဒါပေမဲ့ အတိနဲ့သတိကိုကပ်ပြီးရှိဖို့လိုအပ်တယ်မေတ္တာကြီးမှဆိုရင်လည်းမေတ္တာကြီးနဲ့ပတ်သက်လာအရှိရင်နဲ့ပတ်သက်လာကိုကမိမိရဲ့ချစ်သူအပေါ်အယံကြီးအယုံကြီးလွန်ပစ်တာမျိုးလေးတွေကြောင့်မထင်မှတ်ပဲနဲ့ခံမမရတဲ့အဆုံးပြတ်ချက်လေးတွေပေါ်လာတတ်တဲ့အတွက်ဒါလေးတွေကိုသတိထားပါအရှိရင်နဲ့ပတ်သက်လာရင်အယံကြီးတက်ယူမတန်ဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအိမ်နာရင်းနဲ့ပတ်သက်လာရင်တော့အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီခွဲခွာရတာမျိုးလေးတွေကြုံရတတ်တယ်ပြန်လဲစုံစည်းဖို့အတွက်လည်းတွေ့ရတယ် ကျမ်းမာရင်းနဲ့ပတ်သက်လာရင်တော့ဘာဖြစ်လို့ဖြစ်မှမသိဘူးကျမ်းမာရင်းနဲ့လည်းရှူကြတာမျိုးဟိုနာကိုက်တယ်လို့ဒီနာဖဲတယ်လို့ဒီနာညံ့တယ်လို့ဟိုနာညံ့တယ်လို့ဒါလေးတွေတော့ကြုံသွားတတ်တယ်ဒါပေမဲ့အရန်ကြီးဆိုးဝါးနေတဲ့နှစ်တော်မဟုတ်ဘူးဒါပေမဲ့ကျမ်းမာရင်းနဲ့ပတ်သက်လာရင်ငွေကြီးပေါ်မူတည်နေပြီငွေဝင်ကျမ်းမာရင်းကောင်းပြီငွေမဝင်ကျမ်းမာရင်းညံ့တတ်တယ်နှစ်ဖြစ်မှာတော့အသေးချာပဲဖြစ်တယ်ခင်ဗျာသို့တော့ထားလိုက်တော့ဒေါင်းနဲ့69ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးကံကောင်းစေတဲ့ဂဏန်းနံပါတ်တွေအနေနဲ့ဆိုရင်ဆရာတို့တနင်္ဂနွေသားသမီးတွေက ခုနှစ်ကနန်းအကျိုးပေးတယ်ရှစ်ကနန်းအကျိုးပေးတယ်ဒါအပြင်၆ကနန်းအကျိုးပေးတယ်အကျိုးပေးစီတဲ့အယောင်နေနေဆိုရင်တော့မိုးပြရောင်စင်ဆွေရောင်ဒါအပြင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်ဘာနေသားနေနဲ့တွဲလုံးတင်တယ်လဲဆိုရင်တော့မိတ်ဆွေတို့နေနဲ့တလုံးလုံးနေသားသမီးတွေဟာစနေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲလို့ရင်ကံရဲ့တူတက်မှုကိုရရှိတတ်ပြီးတဲ့အခါအဋိဋ္ဌံပြုကျင်နေဆိုတနင်္ဂနွေသားသမီးမိတ်ဆွေတွေအား1389ခုနှစ်အတွင်းမှာ ကိုနဝင်းမိုးလင်းမှာတည်မယ်ဆိုတဲ့အတိုင်းမနမိုးလင်းတဲ့အခါဂုံတော်ကိုးပါးကိုကိုးကောက်ဒါဆိုရင်ဒီကောအရာကိုဆရာကဆရာမဖြစ်ခင်ကနေကလှုပ်ထားတာညအိတ်တဲ့အခါဂုံတော်ကိုးပါးကိုကိုးကောက်ရွတ်အိတ်တတ်တယ်ဒါပေမဲ့မိတ်ဆွေတွေကအရှားဘသာဝင်ဆိုရင်ကိုမိမိယုံကြည်ရာဘာသာမိမိယုံကြည်တဲ့ဘာသာရေးကိစ္စလေးတွေမှာဘယ်ဘာသာမဆိုဘာသာတရားဟာဘာသာတရားတိုင်းဟာကောင်းမွန်တယ်လို့ဆရာကမြင်တဲ့အတွက်ဘယ်ဘာသာကိုမဆို အရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့လုပ်ငန်းကိစ္စတွေဟိုဆွနာလိုပဲမမဟုတ်ဘူးနေ့စဉ်နေတိုင်းအစင်မမှန်လေးရွတ်ဖတ်ကြင်ကြံသွားလိုက်လို့ရှိရင်1389ခုနှစ်အတွင်းမှာဆိုလို့ရှိရင်မိတ်ဆွေတွေဟာညံ့မှာဆိုရင်တောင်ညံ့မယ်လို့ဆရာကမထင်တော့ပါဘူးခင်ဗျအဲ့တော့တနေ့ဦးလေးသားသမီးမိတ်ဆွေတွေအနေနဲ့ဘာသာတရားကိုင်းကိုင်းဆိုင်ဆိုင်လုပ်ပါဘာသာတရားနဲ့ပတ်သက်ပြီးတော့ပုံမှုပြီးတော့အဲတိုးချက်လှုပ်ဆောင်ရင်အစင်ပြေမယ်အထူးသဖြင့်အားတဲ့အခါ meditation လေးတွေထိုင်ပေးတာမျိုးဟာပုံမှုကောင်းမှုပြီးတော့တိုးတက်နိုင်သောနှစ်ဖြစ်တယ် ကောင်းပြီ1986ခုနှစ်89ခုနှစ်တွင်မှာတနင်္ဂနွေသားသမီးတွေကဘာလို့လို့လို့အစမှာတော့အနှဲငယ်လေးရုန်းကန်ရတတ်တဲ့အတွက်တော့အစတိုင်းမှာလရဲ့အစတိုင်းမှာတော့နည်းနည်းလေးတရက်နေ့၂ရက်နေ့၃ရက်နေ့လေးတွေမှာဂယူဆိုင်စင်ရင်တည်ထားလှုပ်ဆောင်ရင်လိုအပ်ကြောင်းထပ်လောင်းပြောလို့ပါတယ်ကန်ဆာတာတက်စီရင်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ ဒေါသနဲ့ဆုံးဖြတ်တာကိုလျှော့ပါစကားအများကြီးမပြောပါနဲ့အမှားအများကြီးပါတတယ်ဒါအပြင်အလုံးနဲ့သက်သေပြပါဖြစ်နိုင်ရင်ပြုံးပြတာဟာမိတ်ဆွေတို့အကောင်းဆုံးအဆောင်ရည်တရားဖြစ်တယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ကံတရာတက်စီရန်အတွက်ဆိုလို့ရှိရင်တော့လူကြီးမိဘဆရာသမားမိမိတဲ့အသက်ကြီးသောသူတွေမိမိတို့ရဲ့မိဘဆရာသမားတွေကျေးဇူးရှိတဲ့သူတွေကင်မွန်နီဆယ်ပါးကိုနေ့စဉ်ဖြစ်စီကိုယ်တိုင်ဖြစ်စီဥရှအိဟာတာဟာအကောင်းဆုံးရည်တရားဖြစ်ပြီးကြုံကြိုက်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ဆင်းရဲသားမရှိသူကို ဝေမျှပေးကမ်းခြင်းကုသိုလ်ဟာအကောင်းဆုံးဖြစ်တယ်ယေရှုတင်ပါတယ်